ဘော်ဒိုင်းနိုင်ငံဟာတနိုင်ငံလုံးအတိုင်းအတာနဲ့မျိုးဆက်လိုက်ဆေးရွက်ကြီးနဲ့ပတ်သက်တဲ့တားမြစ်ချက်ကိုချမှတ်နိုင်ခဲ့တဲ့ကမ္ဘာပထမဆုံးနိုင်ငံဖြစ်လာပြီးလို့ကြေညာပါတယ်ဒီတားမြစ်ချက်အရ2008ခုနှစ်ဇန်နဝါရီလ1ရက်နေ့နဲ့အဲ့ဒီနောက်ပိုင်းမွေးဖွားသူတွေဟာနိုင်ငံအတွင်းဆေးရွက်ကြီးပဲအမျိုးအစားကိုမှဝယ်ယူတာ သုံးစွဲတာဒါမှမဟုတ်ရောင်းချတာကို ခွင့်မပြုပါဘူးဒီတားမြစ်ချက်ဟာနိုဝင်ဘာလ1ရက်နေ့ကစတင်အသက်ဝင်ခဲ့တာပါ ဒီပြဋ္ဌာန်းချက်ဟာစေလိတ်ကင်းစင်တဲ့မျိုးဆက်သစ်မြင့်တင်ရေးအတွက်နိုင်ငံရဲ့ကြိုးပမ်းအားထုတ်မှုတမိုင်းဝင်မှတ်တမ်းတစ်ခုဖြစ်တယ်လို့ကျွန်းနိုင်ငံလေးရဲ့ကျန်းမာရေးဝန်ကြီးဌာနကပြောပါတယ်။ဒီဥပဒေဟာအဲ့ဒီမော်ဒိုင်းမျိုးကိုလာရောက်လည်ပတ်တဲ့ခီးသွွားဧည့်သည်တွေအပေါ်မှာပါတက်ရောက်မယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့နှစ်ကလည်းမော်ဒိုင်းအစိုးရဟာ electronic cigarette နဲ့ထုတ်ကုန်တွေကိုအသက်အရွယ်မရွေးတင်သွင်းတာလက်ဝယ်ထားရှိသုံးစွဲတာဒါမှမဟုတ်ဖြန့်ဖြူးရောင်းချတာတွေကိုတရားမဝင်ကြောင်းပြဋ္ဌာန်းခဲ့ပါတယ်။ အလားတူလှုပ်ဆောင်မှုမျိုးကို2022ခုနှစ်ကနယူးဇီလန်နိုင်ငံမှာလည်းပြဋ္ဌာန်းခဲ့ပူပါတယ်။အဲ့ဒီတုန်းကနယူးဇီလန်လွှတ်တော်က2009ခုနှစ်ဇန်နဝါရီလ1ရက်နေ့နဲ့နောက်ပိုင်းမွေးဖွားသူတွေကို secret ရောင်းချတာကိုပိတ်ပင်တဲ့ဥပဒေကိုအတည်ပြုခဲ့တာပါ။ဒါပေမဲ့အစိုးရတက်တက်လာပြီးနောက်ပိုင်းမှာအဲ့ဒီဥပဒေကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်ခင်ဗျာ။